န်တရားချောင်းဆောင်အမည်အစားဗိုလ်ချုပ်အောင်စံတရားအမည်ပြောင်းလျင်လွှတ်တော်ကအတီးပြုခဲ့မှုအပေါ်ကျင့်သက်မှုမရှိတဲ့အတွက်ဒီကနေ့မက်လ19ရက်နေ့မော်လမြိုင်မြို့မှာဒေသခံမွန်တိုင်းသား2000ကျော်ကဆန္ဒထုတ်ပေါ်ခဲ့ကြပါတယ် န္ဒထုတ်ဖော်ပွဲကိုမနက်၈နာရီကစတင်ခဲ့ပြီးမွလမြိုင်ကန္နာလန်မြို့မကွင်းကနေမြို့ဘက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်ခဲ့တဲ့တနင်္လာချောင်းဆောင်အမိပြောင်းလဲခြင်းဆိုင်ရာအမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီဝင်တဦးဖြစ်တဲ့မိခွန်ချမ်းရွန်ကအခုလိုပဲပြောပါတယ်။တန်လွင်တရားချောင်းဆောင်တရားနမည်ပြောင်းတဲ့ကိစ္စနဲ့လွတ်တော်မှာဆိုတင်သွင်းတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့ကတောင်းဆိုတာကဒီဒေတာနဲ့ကိုက်ညီတဲ့နမည်ပေးဖို့လို့ကျွန်တော်တို့တောင်းဆိုထားတယ်ဒါပေမဲ့လွတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့အပေါ်မှာကျမတို့ကမမြင်ရတဲ့အတွက်ကြောင့်ခုလိုမျိုးဒုတိယအကြိမ်ကျမတို့ကဆန္ဒထုတ်ဖော်တင်ပြရခြင်းဖြစ်ပါတယ်ရှင်ဟိုကျမတို့တောင်းဆိုတာကတော့ကျမတို့ဒီဒေသခံတွေရဲ့အပန်တွေကိုနားထောင်ပြီးကျမတို့တောင်းဆိုပါတယ်ရှင်အဓိကကတော့ကျမတို့ဒီနာမည်ကိုကိုကျော်အောင်စံတရာလို့နာမည်မပြောင်းမဲနဲ့ကျမတို့အရင်တော့ရှိခဲ့တဲ့စံနယ်တရာချောင်းဆုံးဆိုတဲ့နာမည်တိုင်းပဲဆိုလို့ရှိရင်လည်းဒါဒေသနဲ့ကန့်ညီတဲ့အတွက်ကြောင့်ကျမတို့ကလက်ခံပါတယ်ပြီးလို့ရှိရင်ကျမတို့ဒီဒါမှမဟုတ်လို့ရှိရင်ရမညတရာပေါ့ ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုကျော်အောင်တန်တရာတော့မဖြစ်သင့်ပါဘူးလို့ဆိုတဲ့နာမည်တော့မဖြစ်သင့်ပါဘူးဆိုတဲ့အမြင်နဲ့ကျမတို့ကသာမန်ပြတောင်းဆိုတာဖြစ်ပါလိမ့်မယ်ဆန္ဒထုတ်ဖို့သူတွေဟာတနင်္လာချောင်းဆုံအမိသက်မဲ့ချင်းဆိုင်ရာအမျိုးသားအတွက်ဆန္ဒထုတ်ဖို့ပွဲဆိုတဲ့ V9 တွေဒေသခံတိုင်းသားပြည်သူတွေရဲ့ဆန္ဒအတိမတ်ပြုရေးတိုင်းသားစီတုံးညီမှုအပြိုခွဲရေးစစ်မှန်သောဖက်ဒရယ်ပြောင်းစုစနစ်ပေါ်ထွန်းရေးဗိုလ်ချုပ်အောင်ဆန္ဒအမိအလိုမရှိအဆရှိ V9 တွေကိုကန်ဆောင်ပြီးကြွေးကြော်နေကြတာဖြစ်ပါတယ် ဆန္ဒထုတ်ပေါ်မဲ့အစီအစဉ်ကိုမွန်တိုင်းသား96ဦးနဲ့ဖွဲ့စည်းထားတဲ့တက်လင်တားချောင်းစုံအမည်ပြောင်းလဲခြင်းဆိုင်ရာအမျိုးသားဆန္ဒထုတ်ဖော်ရေးကော်မတီမှဥဆောင်ပြုလုပ်ခဲ့ပြီးတိုင်းအစိုးရရဲ့ကွန်ပျူတာနဲ့အညီပြုလုပ်ခြင်းဖြစ်တယ်လို့သိရပါဗျ။မွန်ပြည်နယ်မလွတ်မြိုင်မြို့နယ်ချောင်းစုံမြို့နယ်တို့အကြားတက်လင်မြင့်ပေါ်တွင်ထိုးထားတဲ့တရားအမည်ကိုအမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆိုင်အမည်နာမနဲ့ဂုဏ်ပြုသတ်မှတ်ပေးဖို့ပြည်အောင်စုအစိုးရကိုတိုက်တွန်းကြောင်းအဆိုကို မတ်လ14ရက်နေ့ကကျင်းပတဲ့ကြီးတူလွတ်တော်အစည်းအဝေးမှာလွတ်တော်95ဦးကဆွေးနွေးခဲ့ပြီးနောက်မဲခွဲဆုံးဖြတ်ပြီးအတည်ပြုခဲ့တာဖြစ်ပါတယ်။အဆိုနဲ့ပတ်သက်ပြီးကြီးတူလွတ်တော်တွင်မဲခွဲဆုံးဖြတ်ရမှာဆန္ဒမဲပေးခွင့်ရှိသူပေါင်း388ဦးအနက်ထောက်ခံဆန္ဒမဲ218မဲကံကွက်ဆန္ဒမဲ43မဲကြားနေဆန္ဒမဲ116မဲဖြစ်ပြီးတော့ထောက်ခံဆန္ဒမဲများတဲ့အတွက်အဆိုကိုပြည်သူ့လွတ်တော်ကအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။